ဟော့ပေါ်လာစားသူနှစ်ဦးကသူတို့ရဲ့ဟော့ပေါ်အိုးထဲကိုအပေါ်ဆွန့်ထည့်တဲ့ဖြစ်ရက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်တရုတ်ဟော့ပေါ်လုပ်ငန်းကြီး Heidi လောင်ကစားတောက်ခဲ့သူ၄000ကျော်ကိုရော့ကျေးပေးမယ်လို့ပြောကြားခဲ့ပါတယ်။ Heidi လောင်ဟော့ပေါ်ဆိုင်ဒီဇိုင်းရဲ့အသီးသန့်အခန်းထဲမှာဟော့ပေါ်လာစားတဲ့ဧည့်သည်နှစ်ယောက်ကဟော့ပေါ်အိုးထဲစီးသွားနေပုံဗီဒီယိုဖိုင်တစ်ဖိုင်ဟာပြီးခဲ့တဲ့လကတည်းကအွန်လိုင်းမှာပြန့်နှံ့နေခဲ့ပါတယ်။ ဖေဖော်ဝါရီလ24ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဟိုင်ဒီလောက်ကပြောကြားခဲ့ပြီးနောက်၄ရက်အကြာမှသိရှိခဲ့ရတာဖြစ်တယ်လို့ဝန်ခံထားတာပါကုမ္ပဏီကဒီဖြစ်ရက်နဲ့ပတ်သက်လို့ရဲစခန်းမှာအမှုဖွင့်ထားပေမဲ့ရော်ဂျီအနေနဲ့ငွေဘလောက်သုံးသွားမလဲဆိုတာကိုတော့မကြေညာသေးပါဘူးအဲ့ဒီနောက်အသက်18နှစ်အရွယ်အမျိုးသားနှစ်ဦးကိုဖမ်းဆီးထားကြောင်းရှန်ဟိုင်းမြို့ရဲတပ်ဖွဲ့ကကြေညာထားပါတယ်။ဒီဖြစ်ရက်ဟာရှန်ဟိုင်းမြို့လယ်ကဆိုင်တဆိုင်မှာဖြစ်ပွားခဲ့တာလို့ကုမ္ပဏီကမတ်လ6ရက်နေ့ကအတည်ပြုထားပါတယ်။ ဆိုင်ရန်ဝန်ထမ်းတွေလေ့ကျင့်မှုမပြည့်စုံတာကြောင့်ဖြစ်ရက်ဖြစ်ပွားပြီးအတော်ကြာမှသိရှိခဲ့ရတာဖြစ်ပါတယ်။ကုမ္ပဏီအနေနဲ့ဖောက်သည်တွေကိုပြန်လည်တောင်းပန်ထားပြီးရောကြီးပေးသွားမယ်လို့ပြောဆိုထားပါတယ်။